မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်မူလီဝတာနယ်ဇလဗီဒာတည်င်းများကို နေပြီးတော့မူလီဝတာနယ်ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့အလိုက်ရွာသွန်းခဲ့တဲ့မှတ်သားဖွေရာမူရီချင်းများမှာအင်ကပူမြို့မှာနှစ်လက်မှာတာယာဝရီမြို့မှာ၃ညတသက်မှာ9လက်မှာတာစီလိုက်တက်မှာ၃ညတသက်မှာ9လက်မှာငပူရောမြို့မှာ၃ညတသက်မှာ9လက်မှာ လက်ဗုဒ္ဓမျိုးနဲ့ရီမျိုးတို့မှာ3.4လက်မစီပိုကလေးမျိုးမှာ3.4လက်မနဲ့ကျိုးပင်ကောင်းမျိုး အုပ်ဖို့မျိုးမြောင်းများမျိုးနဲ့ဟိုင်ဂျီကျိုးမျိုးတို့မှာ3.39လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနားခွဲချိန်မိုးလျော်သားကျိုးတို့မှာဖက်ယူရရှိတဲ့ပုံအရာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတရင်နေငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်နဲ့ကျန်ပင်ကလားပင်လယ်တို့မှာတိတ်အသင်တဲမှာတိတ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်အေယာဝတီတန်တီတာကြီးနဲ့တနင်္သာရီတန်တီတာကြီးတို့မှာ မူဒိန်တောင်များချစ်ထူမှုအားကောင်းလျက်ရှိပြီးအဆိုပါမူဒိန်တောင်များရွေလျာနေရတဲ့ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကြံတားဒိတာကြီးနဲ့ပြည်내များမှာတိန်နေငယ်မှာတိန်တေတင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။အပူပိုင်းမုံတိုင်းဖန်ရှင်အရှိနေ ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာခြင်းများအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖက်ရှင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးထိုမှတဆင့်အနောက်ဘက်သို့ရွေ့လျားနိုင်ကနောက်15နာရီတွင်အာကောင်နဲ့အပူပိုင်းမုန်တိုင်းဖက်ရှင်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာလေပြင်းအားရောင်းနေတာကို တွေ့ရပါတယ် ဘေကလားပင်လယ်အခြေအနေကတော့ဘေကလားပင်လယ်အမြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘေကလားပင်လယ်အတို့မှာတိမ်သေးတဲ့မှာတိမ်ထူထန်နေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းအနေငယ်မှာလှိုင်းသေးတဲ့ရှိပါမယ်လှိုင်းမြင်မှာမြမကယ်ရတဲ့တခြားနဲ့ကဲလိုပင်လယ်ပြင်တို့မှာ၄ပေမှာ9ပေခန့်ရှိနိုင်ပါတယ်မနေ့ပြန်မနေ့အထိခက်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရအနှံပြရှမ်းပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရခိုင်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ အခုဆက်လက်ပြီးမင်းရဲ့ပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာဗီတာခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ီးပြီးတော့ねအနီတဝိုင်းအတွက်မနေ့ဖြစ်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမူတီချုံရွာပါမယ်။အမြင့်ဆုံးဂူချိန်မှာ33 degree Celsius 67 degree Fahrenheit နဲ့အနည်းဆုံးဂူချိန်မှာ24 degree Celsius 85 degree Fahrenheit ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခမှန်းကြမှာလေ။နေရာကွက်ကြားမူတီချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ 34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဦးချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလေ။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးဦးချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဦးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ရှင်းပြည်နယ်ရခိုင်ပြည်နယ်မကွေတာဒေသကြီးနေပြည်တော်အေရဝတီဒေသကြီးရန်ကုန်ဒေသကြီးပဲခူးဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးပိုလာနိုင်ပါတယ်။ဘေကလားပင်လယ်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်၈နာရီခွဲအချိန်တိုင်းကြွားခြင်းများအရာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာ21ရက်10လ2025ရက်နေ့၌လေပြင်းနဲ့ရုံတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လွဲ၂နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗီဒာတင်ပြများပဲဖြစ်ပါတယ်။ကုစိတ်နဲ့ဖျားအကျမ်းမှာချမ်းသာကြပါစေရှင်။